တော့အရန်ပဲစီသေးအော်ကလိုက်ရောဒီကတော့မင်းလေးမှသူကထင်ကြီးယူလေးတည်းရမှာစိတ်မရှိဘူးကြမ်းတာသူကကားမောင်းကြမ်းတယ်ကြမ်းလို့လည်းအလိုခဏခဏတိုက်တာပေါ့နော်တုံးစီးကိုသူတိုက်လိုက်မိတာဆင်ပြီးတော့ကားလည်းတော်တော်ထိသွားတယ်လူလည်းလက်ထိသွားတယ်ဟိုအဲ့နောက်ပိုင်းမှာကားဟိုမောင်းတက်သွားတာတိုက်ဖူးဝိုင်းမောင်းတက်သွားတာကျော်တကယ်ကလည်းချိုးလိုချင်တဲ့ကားကတော့လောက Lamborghini ကိုအကုန်ကောင်းစားရေပေါ့နော်။မိုက်စားအလိုမျိုးတက်မှာ ခလန်လန်လေးစီကျင်တာနားမလဲဘူးပြင်တော့ဘူးခါလေးအဲ့လိုတို့ရောက်သွားတယ်ဘာလို့ရလို့ရမှမသိဘူးအင်္ဂလိပ်ရတော့များလိုပဲလေးသီလာစီးပဲစီးရအာဆိုဒီနေ့ဟိုပရက်ရှိုးလေးတစ်ခုရှိရောပေါ့နော်အဲ့ဒါဘွက်တက်လေးတောင်းလို့ပါရှင့်ဒီပါပေးပါ ့အာကိုရေးချက်မအောင်တော့အကုန်လုံးပေါ့အကုန်လုံးကတော့ကိုရဲ့အကိုရေမှားရယ်ပဲဆိုတော့အကုန်လုံးအားပေးခဲ့မှာမားလို့နော် like လို့ရတာအားရတာပေါ့ဟာ like ပဲနော်ဟုတ်ကလေးရလေးဒါမှလည်းလောက်ရှိပြီလေချုံမောင်းချုံနဲ့၃နှစ်လေးနှစ်လောက်တော့ရှိပြီဟုတ်မှတရားကတော့အဲ့လို ဆက်ဆာချင်းတော့တိုက်တာဒါပေမဲ့အရန်ကြီးမဟုတ်ဘူးဒီကားနဲ့ကြာတိုက်တာလေဟိုနည်းနည်းအဲ့လိုချစ်မိရယ်ဆိုတော့ပဲအရင်ကားနဲ့တော့ဆိုအကြီးကြီးတိုက်တာနောက်ဆိုချိုးကဒီကားလေးကချိုးအတွက်ဆိုရင်ဒါဒုတိယမြောက်လားမဟုတ်ဘူးဟုတ်တယ်ဒုတိယမြောက်ကားပေါ့ဒီကတော့ဟိုချိုးကအဲ့ shooting မှာကြာတော့ကားကလိုတာပေါ့နော်ကျူတင်နေပါရဲ့ရပါတော့ချိုးတို့အဝေးကြီးတွေသွားရဲပြီးတော့အဲ့လိုအထုပ်ပိုးတွေကိုချိုးတို့ကအများကြီးတဲ့ရတယ်တဲ့မှာအင်ကြီးဝင်စားရဲဆိုတော့ လမ်းရှူတင်အတွက်လို့လို့ဒီကားလေးကိုလဲပြစ်သွားတာပေါ့နော်မှတ်တရကတော့သူနဲ့အတူတူအဲ့လိုရှူတင်နေအများကြီးသွားမှုတယ်ပေါ့ဟိုဘယ်လိုပြောရမလဲသူမပါလို့မရဘူးရှူတင်မှာတည်ရမှာလို့လူညာပဲကြီးလဲမောင်မောင်မဲမဲအာသွားရတာပဲကြိုက်နေတဲ့ကြအုံတုံးသူနေမကောင်းတဲ့နေ့ဆိုရင်အာတိုင်ပက်ပြီပဲဘယ်လက်ခါကျနေမကောင်းအဲ့လိုပညာပြတယ်ဒီကရှိမှာဘာကားစီလဲ အရှိမာကြောင့်ရိုးရိုးဟိုပါပဲဖစ်ဖစ်ဖစ်ပဲဟာဆလွန်တိုက်ဖြစ်လို့တော့သူကစေးရတာအဲ့လိုလီပါဘလောက်တင်တင်ဟိုအငိမ့်မဲဟိုအရင်လှုပ်သွားတာခါသွားအဲ့လိုအဲ့လိုမျိုးမရှိဘူးပေါ့နော်နောက်ခုံလေအဲ့မှာထိုင်နေလို့ဆိုပို့ရောဟိုတိတာရဲဒီကားရကြောင့်အမှန်တကယ်ဆိုဟိုအဲ့လိုရှေ့မှာလေးတို့ရအသိရမလားဟိုမောင်းပေးရလို့နောက်ကလိုက်စီးရလို့ပို့ပြီးရောတတောင်တတဟာတတောင်တတဖြစ်တယ် ။ဘာကောမောင်းပေးမလို့ဖြစ်ကိုယ့်ကိုပဲမောင်းပါ။အရင်တော့ဆိုတော့ဒီအားရရဈေးရအဲ့လို100 1000ထောင်လောက်ပဲရှိမှာ။အခုတော့ဈေးရတာ2000ကျော်ပါပြီ။ကျောင်းငငယ်ရမောင်းတတ်တာ16လောက်ပေါ့။16ဟုတ်။ဟုတ်။သူတို့အိမ်ကအရင်ကအဲ့လိုဟိုတက်စီကိုလေဟိုဟာဘယ်လိုဘယ်လိုပြောအောင်တက်စီထောင်ထားတဲ့ပုံစံမျိုးအဲ့လိုဆိုတော့အဲ့အိမ်ငယ်ငယ်လေးရဲ့အဲ့လို အဲ့ဒီကားတွေတက်မောင်းလိုက်အဲ့လိုကိုယ်တခြားအင်အားအမေကမောင်းလိုက်အဖေကမောင်းလိုက်နေတော့အဲ့လိုပဲတက်မောင်းတာသဘောကျသဘောကျရယ်ရှားကြအဲ့လိုနည်းနည်းယောက်ျားလေးဟိုပုံစံနဲ့ပေါ့နော် ပုံစံအားဒါအဲ့လိုမိမဖြစ်နေတာမလေးမဆိုလဲလို့မလေးတော့လည်းဆိုင်ငယ်ကြီးပိုင်းမောင်းတာကြိုက်တယ်ရှိရဲ့အထဲမှာပါလာဘယ်လိုလဲရှိ။အမ်စိတ်မရှိဘူး။ကြမ်းတာကျွာကားမောင်းကြမ်းတယ်။ကြမ်းလို့လည်းအလိုခဏခဏတိုက်တာပေါ့နော်။အကြီးဖြစ်ဘူးလေ။သုံးစင်းတိုက်တာ။ ကိုကားနဲ့ကိုမောင်းတဲ့အချိန်လောက်တော့အဲ20လောက်ပေါ့အဲ့အချိန်လောက်တော့ကကားနဲ့လည်းအလိုအစီးတဲ့အဲ့ဟိုဗစ်လေးနဲ့ဟာတောင်းစီးကိုသူတိုက်ရတိုက်လိုက်မိရဆင်ပြီးတော့တိုက်လိုက်မိရဆိုတော့အမှနည်းနည်းတိုင်ပတ်သွားပါပေါ့တော်တော်လေးထိပါလားကားရောထိပါရဲ့ကားလည်းတော်တော်ထိပါရဲ့လူလည်းလက်ထိပါမကြောက်သွားတော့နောက်ပိုင်းအဲ့ကောင်မောင်းပါမကြောက်သွားတော့အဲ့နောက်ပိုင်းမှာ ကားဟိုမောင်းတက်သွားတာတိုက်ဖူးဝိုင်းမောင်းတက်သွားတာဘယ်လိုပို့ပြီးတော့ပေါ့နော်ကျွမ်းကျင်ဖြစ်သွားတာဖေးရကတော့ရှိပါတယ်အဲအဲ့လိုတရားဆိုရင်80လောက်ပေါ့20လောက်ကတော့ဟိုအခါကြာအဲ့လိုပဲဘယံပဓာမောင်းတော့ကျွန်တော်မောင်းရတာပဲကြာရောသူများမောင်းတော့သူတိတ်မယုံရလို့အကောင်လေးကမောင်းလို့မရှိဘူးဆီမှာအာဆီမှာဩအဲ့ဒါတော့ဆီမှာပေါ့အာဆိုရင်တော့ဆီရမှာပေါ့တယောက်ထဲမဲ့လားကွာအခုတော့တယောက်ထဲပဲ စိတ်ကိုစိတ်နာနေပြီဟုတ်ပါဘူးအမှန်ဆုံးစိတ်အာကျွန်တော်ကြောက်အချိန်မပေးနိုင်တာများတယ်လေတကယ်မှာ မြေရင်24နာရီဟိုအာမ်နေတဲ့ခါကျတော့အချိန်ပေးနိုင်တဲ့လူစီပါသွားကိုစိတ်နာနေတဲ့ကောင်မလေးပါဟုတ်ကဲ့စိတ်နာနေပြောသူများတွေလည်းပြောရလေတရားမှာတယောက်တည်းနေရပါကောင်းဟိစားရှင်စမ်းပိတ်တယ်လက်ပိတ်တာလားစမ်းကြတယ်လက်ခံတယ်ပေါ့လက်ခံတယ်တကယ်ကြီးစားရှင်စမ်းကြတယ် အခုတော့ဒါ single ဆိုတော့ဆန်းနေအရန်ပွင့်နေရပေါ့ဟာအရန်ပွင့်နေဆန်းနေနောက်ဆို morning ညဆို good night တွေအများကြီးဆန်းစားတော့ဟာမဟုတ်တာစနေရအယုံနံမှတ်တရလေးလေးပြောပြပါဦး။အားပေးကြပါလေးနော်။ဟုတ်။ယုံနံကတော့ပြောမလို့ချိုးတို့ဒီအယုံနံကားလေးကိုရိုက်တော့ဟာဟိုဒီတိုင်းပဲပေါ့နော်။အကုန်လုံးစီစီလုံးလုံးနဲ့အရန်တော့စူးစားခဲ့ကြရတယ်။ဒါပေမဲ့ပွပွလင်းလင်းပြောရရင်အဲ့လောက်ကြီးကြီးဟိုအားပေးလိမ့်မယ်လို့မထင်ထားဘူး။ သိရမလားဟိုပုံမှန်တမ်းယူတို့ဒီရိုက်နေကြဇလန်တဲ့တခုရိုက်တယ်ပေါ့အဲ့လိုအဲ့လိုပဲပေါ့နော်ဇလန်တဲ့ရိုက်တယ်ကိုကိုကိုတွေတော့အကောင်ဆုံးစူးစမ်းခဲ့တယ်အရင်အဲ့လိုမျိုးအဲ့ဒီဇလန်တွေကိုအားပေးရခါကြောက်ရလေကိုစူးစမ်းထားတဲ့ဟာလေးကအဲ့လိုလေးဖြစ်သွားတာကြောက်ပေါ့နော်တော်လေးပြောရပါတယ်ဘယ်နေရာမှာမဆိုစူးစမ်းဖို့အတွက်ချိုးပို့ပြီးတော့အားရှိတော့ပါဘောနော်အားတက်တော့ပါဘောဘာဖြစ်ငါစူးစမ်းရင်စူးစမ်းသလိုမျိုးဟိုခွင့်ရရှိတယ်ဆိုတဲ့ဟာမျိုးလေး စိတ်ထဲမှာဝင်သွားတာပေါ့သူတို့အစ်တတွေအတွက်ကြတော့နေရာရဖို့အဲ့လိုမျိုးခွင့်ရရဖို့ကြာရန်ခတ်တာလေးတည်ရမလားဟုတ်ထပ်ပြီးတော့ရိုင်းရှင်တယ်ဆိုရင်တော့သူကအဲ့လိုအငြိမ်အေးအေးချမ်းချမ်းကောင်းပါလေအရန်တနာစရာကောင်းတဲ့ကောင်းပါလေကာရက်တာတွေမရိုက်ဘူးသေးဘူးဟိုရိုက်ခဲရတယ်များသောအားဖြင့်တော့ဒီအကုန်လုံးကဟိုနည်းနည်းဟိုစနိုက်ကြော်တဲ့ဟာတို့တော့အချင်းပုတ်တာဖီလိန်ဗန်ကာရက်တာတွေပဲများရပေါ့နော်အဲ့တော့ဟိုဒီကိုမလုတ်ဘူးတဲ့ကာရက်တာတစ်ခုကိုလည်းကို လှုပ်ပြခြင်းနဲ့ပေါ့နော်လှုပ်ကြည့်ခြင်းနဲ့ပေါ့ချိုးကိုယ်တိုင်လည်းကိုယ့်ကိုယ်ကို challenge တစ်ခုအနေနဲ့ပေါ့ချိုးကြတော့ဟိုဘယ်လိုပြောရမလဲတရုပ်ဆောင်ဖြစ်ချင်တာဖြစ်တော့ကြောင့်မလို့ဘဲ character မဆိုကွာလှုပ်ပြခြင်းနဲ့ပေါ့နော် character အစုံရပါလားဆိုတဲ့ဟာမျိုးဖြစ်ချင်တယ်ကြောင့်မလို့ဒီ character တစ်ခုတည်းတည်သွားမှာတော့ကြောက်တယ်မိဘတွေဆိုလို့ရှိရင်ရောအဲ့ဒီပညာချင်းနဲ့ဘယ်လိုပဲပြီးချင်တာမျိုးလေးတော့ဒါအချို့စိတ်ထားလို့ရှိတာအာဟိုချောဟာအမေပေါ့နော်ဒီကတော့ ုမေဟိုအလိုမျိုးသူကလိုရဆန္ဒများပြီးပြီးတရလို့သူလိုချင်တာလေးရှိရပေါ့နော်အဲ့တော့ကိုပတ်ဆံရလာတဲ့ခါကျရင်ဒီအနည်းငယ်ရရလာတဲ့ခါကျရင်သူလိုလုပ်ပေးချင်တာအများကြီးရှိရလူပညာလောကရဲ့စာဝင်တော့အိမ်ကတော့ပထမတော့သဘောမတူဘူးသူတို့မကြိုက်ကြဘူးပေါ့နော်သူတို့ကတော့ချို့ဒီကဟိုနည်းနည်းပို့ပြီးတော့ဟို ဘယ်လိုပြောရမလဲတည်ငြိမ်နေရပေါ့နော်အဲ့လို live တစ်ခုရစေချင်တာဘယ်လိုပြောရမလဲယုံတက်တည်ရမလားဟို engineer လို့အဲ့လိုပုံစံမျိုးပဲတို့ကလုပ်စီချင်ကြဆိုတာကအတူပြန်လောက်ကရဲ့ဘာမျိုးဖြစ်ခဲ့လဲခုချိန်ဆိုရင်တော့တေချာတကူကတော့ဒီငန်ရသွားဘယ်လို engineer လို့ပေါ့အဲ့ဒါပဲလုပ်ဖြစ်မှာတဲ့အခုကျတော့တို့က support ပေးပေါ့ဟာအခုကျတော့အဲ့လို support လုပ်ပေးပါ ခံဘူးလားအဲ့လိုမျိုးလေမတော်ပြီးကဲပါဖိုက်ခံရခဏခဏအဲ့လိုမိပွားဟွာကိုဖျက်မိလို့အဲ့လိုမျိုးအာချိုတခေါက်ကမမရရှင်သွားတာရှင်သွားတော့ဟာဟိုအမှားဆိုမနှက်အစောကြီးဒီလားမနှက်အစောကြီးတော်တော်ကြီးစောစောကြီးကိုအဲ့လိုဖမ်းခံရဖမ်းခံရတော့ဖြစ်စင်တော့ cash ကလည်းလုံးဝမပါတာရှင်သွားလို့ဆိုတော့လေ cash ကမပါလာတော့ဖမ်းခံရခါကျတော့တန်ကြီးဆောင်ရဟာ ။မနေ့တောင်းမှာတောင်းမှာမလုပ်ပါနဲ့။ရလားတောင်းမှာ။အဲ့တော့ဆက်ပြေးလိုက်တယ်။တော်ကျွမ်းနေကျွမ်းချိန်သွားတာပါဆိုအဲ့ဒီလေးဖျက်ပြအောင်လို့မျိုးဟုတ်ကဲ့ပါကားရီဝါးတစ်ခုပြင်ရောပြပြင်တက်တနာလေးလားနားမလဲဘူးပြင်တော့ဘူးခါလေးအဲ့လိုတို့ရောက်သွားရင်ဘာလို့ရလို့ရမှမသိဘူးဒုက္ခရရောက်လို့မျိုးအဲ့ဒါယူလို့ ဖုန်းဆက်အားပေါ့အင်အားလူတွေကိုလောက်ပါအောင်ဒီမလိုဖြစ်သွားလို့ဆိုပြီးတော့လေဒါပရိသတ်တွေလည်းဒါကောင်းမောင်းတဲ့အခါမှာဒါရှင်ရင်းလုပ်ပြီးတော့ဆောင်းရဆောင်းရလေးလေးမှာရောက်ဒီကတော့လူချိုးကတော့အဲ့လိုအတွေးသမားဆိုလေအဲ့လိုစိတ်ကအရင်အာယုံကပြန့်လွင်တာတဲ့မှာစိတ်ကိုအဲ့လိုအရင်အရင်တောက်တာပါညာဆိုရင်တော့ဆိုတောက်တာပေါ့အခုကြတော့မတောက်တော့ကြတော့နည်းနည်းတော်သေးရင်တော့အဲ့လိုတောက်ပြီးမွင်တိုက်တယ်အဲ့လိုဖုန်းသုံးရင်းနဲ့ မောင်းရင်တိုက်တယ်အဲ့လိုမျိုးဆိုတော့ဂျူးဆိုင်ကြပါလို့တဲ့မှာဆိုတော့ပစ္စည်းထက်လူတွေရဲ့အတက်ကပိုရေးကြီးရတယ်เนาะပစ္စည်းကတော့ဘယ်ချိန်မဆိုဟိုပြန်ပြီးတော့ဟိုကိုပစံကိုကိုတိုင်းရှိနေကိုရှာပြီးတော့ဝယ်လို့ရတယ်ဒီကတော့လူလူတွေရဲ့အတက်တရားရေးကြီးတယ်ထပ်ပြီးတော့ပြောင်းကျင်လာဒီ virus လုံးကနေပေါ့ပြောင်းခွင့်ရမယ်ဆိုရင်ရောနောက်ပိုင်းကျရင်တော့အဲ့လိုလုံးဝ Lamborghini ကိုအကုန်ကောင်းစားရေပေါ့နော် စီးကျင်တာပေါ့မိုက်စားအလိုမျိုးတက်မှာခလန်းလန်းလေးစီးကျင်တာရှော့အလိုရှင်းစရာကောင်းတာတိတ်မကြိုက်ဘူးကောင်လေးတိုက်ဆိုရောကောင်လေးတိုက်ဆိုလားအဲ့လိုမျိုးနည်းကိုထက်အဲ့လိုရက်ရှည်ပြီးတော့အဲ့လိုမျိုးအာကိုအားလောက်တဲ့ပုံစံမျိုးဆိုတော့ပေါ့ကြာကို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 တင်းอ่ะချုပ်ကားလေးနိုင်စီးကျင်နေဆိုအော်အော်မောင်ဖို့မှာပေါ့ပေးစီမှာပေါ့စီဘူးတော့ခံပါစီဘူးတော့ခံ ဆိုရင်တော့ချောအခုဒါ pressure မသွားခင်ပေါ့เนาะချူဘာမစားဘူးဆိုတော့တခုခုဝင်စားလိုက်အောင်မယ်ချစ်တဲ့ပြိတ္တကြီးအားလုံးလည်းကောင်းမောင်းတဲ့ခါကျရင်ချို့လိုမျိုးဒါခဏခဏတိုက်တိုင်မဖြစ်အောင်လို့ရေစီကန်လက်စီကန်တွေချလိုက်နာချပါပြီးတော့အာပြီးတော့အန်ရီကင်ပေးရှင်းနိုင်ပါလေလို့ချူအားဆုတောင်းပေးပါရယ်ပြီးတော့ချို့လည်းအခုနောက်ထပ်လူများလှူရှာမှုတွေအများကြီးရှိနေသေးတဲ့အတွက်ကြောင့်မလို့ ဆက်လက်ပြီးအားပေးပါအောင်လို့ပြောချင်ပါတယ်။ဆိုရဲဒီ program လေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်နောက်ထပ်တော့လူညာလှူရှာမှုတွေလည်းအများကြီးလာပါအောင်ပဲရှင်။ဒါသာကိုချစ်ပေးကြရဲတဝူတယောက်ချစ်စီရအောင်အရင်ပဲကျေးဇူးတင်ပါတယ်ချစ်ရတဲ့လူတွေအကုန်လုံးလဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ရှင်